မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တဝဲချင်းထောင်မှာနိုင်ငံရေးအကျဉ်းသားတအူးနှလုံးဖောက်ပြီးကြာဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အကြံဖက်ဆေးအုပ်စုရဲ့တဝဲချင်းထောင်အတွင်းမှာအောက်တိုဘာ3ရက်ကနိုင်ငံရေးအကျဉ်းသားတအူးနှလုံးဖောက်ပြီးကြာဆုံးခဲ့တယ်လို့တဝဲခရိုင်နိုင်ငံရေးအကျဉ်းသားများကိုရက်ကဒီနေ့ညနေပိုင်းမှာထုတ်ပြန်ပါတယ် တည်ဆုံသူဟာဒဝယ်မြို့နယ်ရှင်မုတ်တီရွာအသက်48နှစ်အရွယ်ဦးအောင်ကိုဦးဖြစ်ပြီး2021ခုနှစ်နှစ်အစပိုင်းကတည်းကဒဝယ်ထောင်မှပုံမှ905ကကြီးဖောက်ခွဲငါပုံမှတွေနဲ့ထောင်နဲ့ရှင်းနဲ့အမိန့်ချခံထားရသူဖြစ်ပါတယ်။အကျဉ်းချခံနေရချင်းကျမ်းမာရေးအခြေအနေဆိုးရွားတာကြောင့်မကြာခဏစီးရုံကိုတက်ရောက်ပြီးကုသမှုခံယူခဲ့ပေမယ့်လုံလောက်တဲ့ကျမ်းမာရေးဆောင်ရှားမှုမရတာကြောင့်ယောဂအခြေအနေမသက်သာပဲပုံမှုဆိုးရွားစေခဲ့တာဖြစ်ပါတယ်။ မနေ့ကအော်တိုဘာလ3ရက်ညပိုင်းမှာတော့တဝယ်ပြည်သူစေယုံကအကျဉ်းသားတွေကိုကုသပေးတဲ့အဆောင်မှာစေကုသမှုခံယူနေချိန်နှလုံးဖောက်ပြီးကြာဆုံးသွားတာဖြစ်ပါတယ်။တဝယ်အကျဉ်းထောင်တွင်မှထောင်အာဏာပိုင်တွေရဲ့လုံလောက်တဲ့စေဝါကုသမှုနဲ့ကျန်းမာရေးဆောင်ရှားမှုမရရှိတာကြောင့်အကျဉ်းချနေချိန်အတွင်းဒေဆုံသူဟာဦးအောင်ကိုဦးအပါဝင်၃ဦးထိရှိပြီဖြစ်တယ်လို့တဝယ်ခရိုင်နိုင်ငံရေးအကျဉ်းသားများကွန်ရက်ထံမှသိရပါတယ်။ ဆက်လက်ပြီးလူငယ်လေးတန်းနီးပါအလုတ်လက်မဲ့ဖြစ်နေသည့်မြန်မာတွင်အလုတ်အကင်ခွင့်ရီဆုံရှုံနေသည့်အမျိုးသမီးအရေးအတွက်အမျိုးသားများထက်နှစ်ဆကျော်ပိုများလာကြောင်း UNDP ထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာနိုင်ငံကလူငယ်လေးတန်းနီးပါဟာအလုတ်လက်မဲ့အခြေအနေနဲ့ရင်ဆိုင်နေရပြီးအဆိုးဆုံးအခြေအနေနဲ့အမျိုးသမီးတွေဟာအလုတ်အကင်ဈေးကွက်တွေကနေအမျိုးသားတွေထက်နှစ်ဆကျော်နှုန်းနဲ့ဖဲကျင်ခံထားရတယ်လို့ UNDP မြန်မာကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်ရဲ့အစီရင်ခံစာအရသိရပါတယ် အော်တိုဘာလ3ရက်နေ့ကထုတ်ပြန်ခဲ့တဲ့ UNDP မြန်မာကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်ရဲ့အစီရင်ခံစာအရမြန်မာနိုင်ငံရဲ့လူငယ်လေးပုံတပုံဟာအလုလက်မဲ့ဖြစ်နေကြပြီးအထူးသဖြင့်ကရားနဲ့ရခိုင်လိုပြည်ပခဒေသတွေမှာအလုလက်မဲ့နှုံးတွေပုံမတိုးလာကြောင်းနဲ့ဒီအထင်အမျိုးသမီးတွေဟာအမျိုးသားတွေထက်နှစကျော်ပိုများလာနေတယ်လို့လည်းသိရပါတယ်။နိုင်ငံနဲ့တဝန်ကအသက်16နှစ်ကနေ24နှစ်အတွင်းလူငယ်9ယောက်မှာ လေးယောက်ဟာပညာသင်ကြားနိုင်တာမျိုးနဲ့သင်တန်းတစ်ခုခုတက်ရောက်နေနိုင်တာမျိုးတွေမရှိတော့ဘူးလို့လည်းအစီရင်ခန်းစာကပြောပါတယ်။ဒါဟာနိုင်ငံရေးမတည်ငြိမ်မှုစီးပွားရေးကျဆင်းမှုနဲ့လူမှုရေးပြဿနာတွေကြောင့်ဖြစ်ပြီးလူငယ်တွေကိုပညာရေးကနေစွန့်ခွာဖို့ဖြစ်စေပြီးကိုယ်နိုင်ငံအတွင်းကိုယ်ပိုင်စွမ်းရည်တွေအကောင့်ထဲပေါ်ခွင့်မရသူတွေဟာလည်းပြည်ဖထွက်ဖို့ကိုပဲကြိုးစားလာကြတယ်လို့အစီရင်ခန်းစာကဖော်ပြပါတယ်။ဒီနေရာမှာအဆင့်မြင့်ပညာအောင်မြင်ထားသူတွေဟာလာစဉ်9,4922ကျန်း 124ဒေါ်လာနီးပါးရရှိပေမဲ့အတန်းပညာနယ်ပါသူတွေဟာ335,489.82ဒေါ်လာသာရရှိနေတာကြောင့်ဝင်ငွေရရှိမှုကွာခြားနေတယ်လို့လည်းသိရပါတယ်။ဒါပြင်လူငယ်တွေပြင်းမြရရှိတဲ့ဝင်ငွေတွေဟာလည်းတဏီယာနဲ့တဏီယာမတူညီပဲဒေတာအလိုက်ကွာခြားနေပြီးတနင်္သာရီမှာ638,628ကျပ်356ဒေါ်လာ ရရှိပေမဲ့လည်းကြားမှာတော့2,018ကျပ်48ဒေါ်လာသာရရှိကြောင်းဖော်ပြထားပါတယ်။ ဒီအတွက်အတန်းပညာနယ်ပါသူတွေနဲ့ကျေးလက်ဒီတာပြိပခတွေမှာနေထိုင်တဲ့လူငယ်တွေအတွက်အသက်မိုးဝမ်းကြောင်းပညာရက်ဆိုင်ရာသင်တန်းတွေပို့ပြီးလိုအပ်တယ်လို့လည်းအစီရင်ခံစာကပြောပါတယ်။ဒါပြင်မြန်မာနိုင်ငံအတွင်းကအမျိုးသမီးငယ်တွေရဲ့လောက်ခလာစာရရှိမှုဟာအမျိုးသားတွေထက်22ရာခိုင်နှုန်းအထိကွာဟနေတယ်လို့အလုံးလက်မဲ့နှုန်းဟာလည်းတိတိတတ်တာမြင့်တက်နေတယ်လို့သိရပါတယ်။ဒီအထက်အမျိုးသမီး၃ပုံ၃ပုံနီးပါးဟာအိမ်မှုကိစ္စစောင့်ရှောက်ရေးတာဝန်တွေအတွက်ပညာရေးမှာနှုတ်ထွက်ထားရတယ်လို့အိမ်အောင်ဘတ်တွေရဲ့တာမြင့်မှုကြောင့် အလုံးလောက်ကင်ခွင့်မရကြဘူးလို့လည်းသိရပါတယ်။တစ်ဖက်မှာလည်းအထက်တန်းပညာပီးထားတဲ့အမျိုးသမီး၄၀ရာခိုင်နှုန်းဟာအလုံးလက်မဲ့ဖြစ်နေကြပေမဲ့လည်းအထက်ပညာနေပါသူတွေမှာတော့၂၈ရာခိုင်နှုန်းသာအလုံးလက်မဲ့ဖြစ်နေကြောင်းသိရပြီးဒါဟာအမျိုးသမီးတွေအတွက်တည်ငြိမ်ပြီးအတိတ်ပဲရှိတဲ့အလုံးအကင်ခွင့်လန်းတွေမရှိသေးတာလို့လည်းပြောပါတယ်။ဒီအတားစီးတွေဟာအမျိုးသမီးတွေကိုစီးပွားရေးနယ်ပယ်ကနေဖယ်ကျင်ထားတယ်လို့ဖြစ်လာစေပြီးသူတို့ရဲ့ကိုယ်ပိုင်ရည်တည်နိုင်မှုကိုခန့်သက်ခါမညီမျှမှုကိုပုံမနှဆိုင်စေတာကြောင့် သုံးထက်ကွန်ခွဲခြားဆက်ဆံမှုကိုရင်ဆိုင်နေရတာလို့လည်းအစီရင်ခံစာကဖော်ပြထားတာဖြစ်ပါတယ်။အစီရင်ခံစာအတွင်ဖော်ပြခဲ့တဲ့အခြေအနေတွေဟာဂိမ်းခဏန်သက်သက်မြတာမဟုတ်ပဲမျိုးဆက်တစ်ခုလုံးစာလွတ်လပ်စွာယက်တီနိုင်ရင်နဲ့အခွင့်အလမ်းရရှိနိုင်တဲ့အခြေအနေတွေကိုလက်လွတ်ဆုံးရှုံးလိုက်ရတာဖြစ်တာကြောင့်မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးနဲ့ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုးရွားတဲ့အကျိုးဆက်တွေတက်ရောက်စေနိုင်ကြောင်းသိရပါတယ်။ဆက်လက်ပြီး KNU တက်မဟာကထိန်းချုပ်နယ်မြေ ဖောက်ပုံကိုထိုးစစ်ဆင်ဖို့စစ်ကောင်စီထပ်ပြင်းနေတဲ့ဆိုတဲ့တဲ့ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ကရင်ပြည်နယ်ဖောက်ပုံကမောင်းလမ်းပိုင်းတလျှောက်ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့ဖောက်ပုံစစ်ဖြူဟာစီတက်ကူပို့ပေးနေဖို့အတွက်စစ်ကောင်စီတပ်ကကရင်လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ကရင်နေကြဆောင်တန် BGF နဲ့ခွဲထွက် DKPA တို့ရဲ့အကူအညီကိုရယူပြီး KNU တပ်မဟာငါးကိုထိုးစစ်ဆင်ဖို့ပြင်နေတယ်လို့သိရပါတယ်။လက်ရှိမှာစစ်ကောင်စီတပ်စစ်ကြောင်းနဲ့အတူ BGF ဗိုလ်ဘီဦးဆောင်ခွဲထွက်တဲ့ DKPA တပ်ဖွဲ့တို့က ကမမောင်ကတိုင်တီလမ်းပိုင်းကဝါဒူးကျေးရွာတွေမှာအထိုင်ကျနေပြီးကတိုင်တီဖာပုံဘက်ကိုဦးတီစစ်ကြောင်းထုတ်ဖို့စီစဉ်နေတာလို့တက်မဟာငါပြောရေးဆိုခွင့်ရှိသူဘိုမူကြီးစောကလေးတို့ကပြောပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလကုန်ပိုင်းကကတိုင်တီဘက်ကိုတက်လာတဲ့စစ်ကောင်စီတပ်ခွဲထွက် DKPA BGF ပူးပေါင်းစစ်ကြောင်းတို့ကို KNU တက်မဟာငါပူးပေါင်းတက်ဖွဲ့ကတိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီတပ်ပူးပေါင်းစစ်ကြောင်းပြန်လည်ဆုတ်ခွာသွားခဲ့ရတယ်လို့ဘိုမူကြီးစောကလေးတို့ကပြောပါတယ်။ခုထိတော့သူတို့အဲ့ဒီဝါဒူရွာမှာပဲပြန်ပြီးတော့အထိုင်ချနေတယ်။ အပေါ်ကကတိုင်တီကိုတက်မလာသေးဘူးပေါ့လို့ဘုံမူကြီးစောကလေးတို့ကဆိုပါတယ်။ KNU တက်မဟာငါထိန်းချုပ်ထားတဲ့ဖပွန်ကတိုင်တီလမ်းပိုင်းတစ်လျှောက်မှာရှိတဲ့တောင်သုံးလုံးဆင်ဆွဲမထောကူးစိတ်စားတဲ့တက်စခန်းတွေကိုပြန်လဲသိမ်းယူပြီးနေမြေစိုးမိုးနိုင်ဖို့နဲ့ဖပွန်အခြေချစစ်ဗျူဟာစီတက်ကူပေးဖို့နိုင်ဖို့အတွက်စစ်ကောင်စီတက်ပူပေါင်းစစ်ကြောင်းတွေကထိုးစစ်ဆင်ဖို့ပြင်လာတာလည်းဖြစ်ပါတယ်။ကတိုင်တိစကန်းကိုတော့ပြီးခဲ့တဲ့ဇွန်လပိုင်းကစစ်ကောင်စီတပ်ကပြန်လည်သိမ်းပိုက်လိုက်နိုင်ပြီးတက်ဆွဲထားပါတယ် စစ်ကောင်စီတပ်နဲ့အတူပူးပေါင်းတိုက်ခိုက်ပေးနေတဲ့ခရင်လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ခရင်နေကြာဆောင်တန်း BGF လက်အောက်ခံတပ်ရင်2014 2013နဲ့ကြာအင်းပေါ်တော်မူအထူးဒေသဗိုလ်ပြီးဦးဆောင်တဲ့ခွဲထွက် DKPA တပ်ဖွဲ့တို့ဟာစစ်ကောင်စီကကျင်းပပြုလုပ်မဲ့ရွေးကောက်ပွဲကိုထောက်ခံနေတဲ့အဖွဲ့လေးဖြစ်ကြပါတယ်။ BGF တပ်ရင်အမှတ်2013ကဖာပုံမြို့နယ်ကတိုင်တိကျွရွာမှာအခြေစိုက်ပြီးတပ်ရင်အမှတ်2014ကတော့ဖာပုံမြို့နယ်ကမာမောင်မြို့အနီးတရားဦးကျွရွာမှာအခြေစိုက်ထားပါတယ်။ ဗိုလ်ဘီဦးဆောင်နဲ့ခွဲထွက် DKB တပ်ဖွဲ့တို့ကတော့ခအံမြို့နယ်တန်လွင်မြစ်အနောက်ဘက်ကန် PNU တပ်မဟာတင်းနေမြင်းကြာအင်းပေါ်တော်မူဒီတာမှာဌာနချုပ်ပြုလုပ်ပြီးအခြေစိုက်တက်ဆွဲထားတာပါလက်ရှိဖြစ်ပွားနေတဲ့လေကေကော်မျိုးတဲ့တိုက်ပွဲမှာစစ်ကောင်စီတပ်နဲ့အတူခရီးနေကြဆောင်တန်း BGF လေပဝင်ကူညီတိုက်ခိုက်ပေးနေပြီးခွဲထွက် DKBA တပ်ဖွဲ့ကတော့ဂျုံတိုကော့ကရိတ်လမ်းပိုင်းနဲ့အာရှလမ်းပိုင်းတိုက်ပွဲတွေမှာစစ်ကောင်စီတပ်ဘက်ကနေပေါ်ပေါ်ထင်ထင်ပဝင်အားဖြည့်ပေးပါတယ် စစ်ကောင်စီတပ်ဟောင်းကရင်ပြည်နယ်အတွင်းက၄ကီကော်မျိုးတဲ့အပါဝင်ဖားဖွန်ကမမောင်းလန်ကျုံတိုးငကူလန်ကော့ကရိတ်ကြာအင်းစိတ်ကြီးလန်နဲ့ကြာအင်းစိတ်ကြီးဖျားသုံးစုလန်ပိုင်တွေကိုအပြေအဝပြန်လည်စိုးမိုးထိန်းချုပ်နိုင်ရည်အတွက်ကရင်လက်နက်ကိုင်တပ်ဖွဲ့အချို့ရဲ့အကူအညီနဲ့ထိုးစစ်ဆင်တိုက်ခိုက်နေတာပါဆလပီအလေပိုင်းတိုင်းစစ်ထာနာရုပ်တဲသူရှော့တိုက်တုံးဖြင့်ပြစ်ခတ်တိုက်ခိုက်မှုစစ်သား၃ဦးသေဆုံးပြီးပြစ်စီထားသည့်ကိုရောင်မီလောင်ပြစ်စီတဲ့ဆွေတဲ့တင်ကိုတင်ဆက်ပြီးသားမှဖြစ်ပါရင် အကြံဖတ်စစ်ကောင်ဆောင်မြောင်းလိုင်းကယနေ့ကြာရောက်တဲ့မန္တလေးတက္ကသိုလ်နှစ်တရာပြည်ပွဲသို့လာရောက်တဲ့ချိန်မန္တလေးမြို့နန်တွင်ရှိအလေပိုင်းတိုင်းစစ်ဌာနချုပ်သို့ရှော့တိုက်တုံးများဖြင့်ပစ်ခတ်တိုက်ခိုက်ရာစစ်သား၃ဦးသေဆုံးပြီးဖြစ်စည်းထားသည့်ကိုလောင်မီလောင်ပြက်စီးခဲ့ကြောင်းတက်တွင်သတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါရယ်ယနေ့အောက်တိုဘာလ၃ရက်နေ့မနက်6:55မိနစ်ခန့်တွင်မြောင်းလိုင်းကမန္တလေးတက္ကသိုလ်နှစ်တရာပြည်ပွဲတရံပြည်ဦးလင်မှမန္တလေးသို့ရောက်ရှိလာပြီးနန်တွင်ရှိအလေပိုင်းတိုင်းစစ်ဌာနချုပ်လာပါခအတွင်တွင် ခေတ္တဝင်ရောက်တဲကိုခဲ့သည်ဟုသတင်းရရှိသည့်ဖြင့်ရှော့လိုက်တော့နှလုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်းမန်တက္ကသိုလ်ရာပြည့်ပွဲတွင်မင်းအောင်လိုင်ကအယက်သားဖြစ်သူအများပြားကိုလူသားတိုင်းအဖြစ်အကောက်အွယ်ယူပြီးပွဲထက်မီဖြစ်ရာအခမ်းအနားကိုတိုက်ခိုက်ခြင်းကနေရာတိကျဖြစ်၍ပုံမလွယ်ကူတော့လေအယက်သားဖြစ်သူများပါထိခိုက်မီကိုရှောင်ရှားလို့သောကြောင့်မင်းအောင်လိုင်ခေတ္တတဲခိုရာလပခအတွင်တို့သာပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်ထိုတိုက်ခိုက်မှုအတွင်းရှော့တိုက်တုံးတစ်လုံးသည်လပကရှိဖြစ်စည်းထားသောဂိုးတောင်တစ်လုံးကိုထိမှန်ကမီးလောင်ပျက်စီးခဲ့ရပြီး လခရမှစစ်သား၃ဦးသေဆုံးကလေးဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းဒုတိယရှော့တိုက်တုံးသည်နန်တွင်လပခတိုင်ယုံ၏အရှိကြောက်စာများရှိသည့်ရှေးဟောင်းပုံပြတ်သက်ရှိတလုံးကြားရောက်ပောက်ခွဲခဲ့ပြီးတပ်မိသားစုမှဈေးဆိုင်တွင်ထိုင်နေသည့်အမျိုးသားတအုပ်နှင့်အမျိုးသမီးတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်မင်းအောင်လိုက်မန္တလေးတက္ကသိုလ်နှစ်တရာပြည့်ပွဲလာရောက်တက်ချဲ့ချင်းအလေပိုင်းတိုင်းစစ်ဌာနချုပ်တဲကိုရှော့တိုက်တုံးနဲ့ပြစ်ခတ်တိုက်ခိုက်တာနန်တွင်းလဘခတိုင်ယုံအရှိကြောက်စာတွေရှိတဲ့ရှေးဟောင်းပုံပြတ်သက်ရှိတလုံးပောက်ွဲခဲ့တာ တမိသားစုကဈေးဆိုင်တွင်ထိုင်နေသည့်အမျိုးသားတအုပ်နှင့်အမျိုးသမီးတအုပ်ထိခိုက်ဒဏ်ရာရပြီးမုတ်ဦးပြက်စီးသည်။နောက်တစ်လုံးကတော့လပခခရဲမှရှိတဲ့ပြစ်စီထားကိုရောင်တလုံးထိမှန်ပြီးမိလောင်ပြက်စီးခဲ့တယ်။လခရစစ်သား၃ဦးလည်းတည်ဆုံခဲ့တယ်။၄ဦးလည်းဒဏ်ရာပြင်းထန်ရရှိခဲ့တယ်ဟုတက်တွင်သတင်းရင်းမြစ်ကပြောဆိုပါရယ်။အဆိုပါမစ်ရှင်ကို February 4မြန်မာ BWN အဖွဲ့၏ဦးဆောင်စီမံမှုဖြင့် No More Deterioration NMD PDF အဖွဲ့ PV74 PSF နဲ့ရတနာပုံတပ်ဦးအဖွဲ့တို့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး VWNE Mission 46အဖြစ်အောင်မြင်စွာပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ယနေ့နေ့နဲ့စေနိုင်ဝင်းကျင်တွင်မင်းအောင်လိုင်ကမန္တလေးတက္ကသိုလ်ရှာပြီးအခမ်းအနားသို့တက်ရောက်ပြီးဖွင့်ပွဲဖွင့်လှစ်ပေးခြင်းအမတ်တရစကားပြောကြားခြင်းတက္ကသိုလ်အဆောက်အအုံများကိုကြီးစုစစ်ဆေးခြင်းများလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။